People's Prayer ညနေခင်းသတင်းအစီအစဉ်ကနေ April 3ရက်နေ့အတွက်တင်ဆက်ပေးမှာကတော့ငလင်လှုပ်ပြီး6ရက်အတွင်းစစ်ကောင်စီကအ ਨੇ ဆုံးနေရာပေါင်း16နေရာကိုဘုံကျဲတဲ့သတင်းငလင်ဘေးအရေးပေါ်အခြေအနေကြီးညာထားတဲ့စစ်ကောင်စီကအမြန်လန်းကိုလော့ကဒေါင်းပြန်မဖွင့်သေးတဲ့အကြောင်းစစ်ကောင်ဆောင်ကိုဖိတ်ခဲ့တဲ့အပေါ်ထိုင်းဝန်ကြီးချုပ်အနေနဲ့လွှတ်တော်ကိုအသေးချာရှင်းပြဖို့တောင်းဆိုခံရတဲ့ဖြစ်စဉ်နဲ့စစ်ကောင်စီဟာအပြစ်ရကြီးညာချက်စီးဖောက်ကြောင်း KIA ပြောတဲ့သတင်းတွေကိုနားဆင်ရမှာပါ။ မြမသမိုင်းတလျှောက်လူသေးဆုံးပျက်စီးမှုအများဆုံးမြင်းကလင်းကြီးလှုပ်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီကမတ်လ28ရက်ကနေဧပြီ2ရက်အထိ6ရက်တာအတွင်းနိုင်ငံတော်ကနေရာပေါင်းအနည်းဆုံး16နေရာကိုဘုံကျဲတိုက်ခတ်ခဲ့ပါတယ်။ဒီအရေးအတွက်က People's Screen ရရှိထားတဲ့အရေးအတွက်ပဲဖြစ်ပြီးဒီစီးရင်ထဲမှာမပါသေးတဲ့ဘုံကျဲကံရမှုတွေလည်းရှိနိုင်ပါသေးတယ်။စစ်အုပ်စုကငလင်းတင့်ဒေသခုနှစ်ခုကိုအရေးပေါ်အခြေအနေလို့ကြေညာခဲ့ပေမဲ့ငလင်းကြီးလှုပ်ပြီးနိုင်ပိုင်းအတွင်းမှာပဲ ငလင်တဲ့ဒေတာတွေကိုပါပုံချိခဲ့တာပါငလင်လှုပ်ပြီးနောက်စစ်တပ်ပုံချဲတဲ့ဒေတာတွေထဲမှာစကိုင်းရှမ်းပြည်နယ်မကွေးကရင်နေပြည်ကရင်ရခိုင်ချင်းကချင်နဲ့ပဲခူးစတဲ့ဒေတာတွေကအ ਨੇ စုံနေရာ16နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရက်သားပြည်သူတွေဒါဇင်နဲ့ချီတိတ်ဆုံးတာဒဏ်ရာရတာတွေရှိပြီးနေအိမ်အပါအဝင်အဆောက်အအုံထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်စစ်ကောင်စီကဧပြီ2ရက်နေ့ညမှာ ရက်ပေါင်း20ကြာအပြည့်ရက်တယ်လို့ကြေညာခဲ့ပေမဲ့ဘုံကျဲတိုက်ခိုက်တာစစ်ကြောင်းထိုးတိုက်ခိုက်တာတွေကိုတော့ဆက်ပြီးကျူးလွန်နေဆဲဖြစ်တယ်လို့တော်လိုက်ရဲ့အဖွဲ့တွေကပြောပါတယ်ရှင်။ငလင်ဘေးကေဇရီအတွက်ကြိုးပမ်းနေကြောင်းနဲ့ဘေးတင်ဒေတာတွေကိုရေးပေါ်အခြေအနေကြေညာထားတဲ့စစ်ကောင်စီကရန်ကုန်မန္တလေးအမြန်လန်းလော့ဒ်ဒေါင်းချထားတာကိုဒီနေ့ဧပြီ3ရက်နေ့အထိပြန်ဖွင့်မပေးသေးပါဘူး။အာနာသိန်းစစ်ကောင်စီကရန်ကုန်မန္တလေးအမြန်လန်းကိုလုံခြုံရေးအကြောင်းပြပြီး ည7နှစ်နာရီကနေမနက်၄နာရီအတွင်းဖြတ်တန်းခွင့်ပိတ်ထားတာနှစ်နှစ်နီးပါးရှိပါပြီ။လက်ရှိငလင်ဘေးဒဏ်တင့်နေတဲ့ဒေသတွေစီသွားနိုင်ရေးအတွက်ရန်ကုန်မန္တလေးအမြန်လမ်းဟာအဓိကကျပါတယ်။ဒါပေမဲ့ငလင်လှုပ်အပြီးသတင်းတစ်ပတ်ကြာတဲ့အထိစစ်ကောင်စီကအချိန်ပြည့်ပြန်ဖွင့်မပေးပါဘူး။အမြန်လမ်းပိုင်းနေရာတချို့ဟာငလင်ကြောင့်ပျက်စီးမှုရှိခဲ့ပေမဲ့သွားလာလို့ရအောင်ပြန်ပြင်ဆင်ပေးပြီလို့ရင်မောင်းတွေပြောပါတယ်။တဘာဝဘေးကယ်ဆယ်ရေးအတွက်အရေးပေါ်အခြေအနေဖြစ်တာကြောင့် လမ်းအသုံးပြုခွင့်ကိုအချိန်ပြည့်ပြန်ခွင့်ပြုဖို့လိုအပ်တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ပြီးတော့ဒဏ်ရာရသူတွေကိုဆေးကုသရေးမနိုင်မနှင်းဖြစ်နေပေမဲ့အချမ်းဖတ်ပုံမှန်တွေနဲ့ဆွဆွဲပိတ်သိမ်းထားတဲ့ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကိုလည်းပြန်ဖွင့်ခွင့်မပြုသေးပါဘူး။စစ်ကောင်စီကသခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတို့ကိုအရေးပေါ်အခြေအနေအဖြစ်ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့မှာကြေညာခဲ့ပါတယ်ရှင်။ ထိုင်းကအေရှင်ဖြစ်လက်ခံကျင်းပတဲ့ BIMSTEC ထိပ်သီးညီလာခံမှာမြန်မာစစ်ကောင်စာမင်းအောင်လှိုင်ကိုဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ဖေးထောင်ထန်းရှိနာဝတ္ထရာအနေနဲ့လွှတ်တော်ကိုလာရောက်ရှင်းပြဖို့လိုတယ်လို့ထိုင်းလွှတ်တော်အမတ်တအူကဒီနေ့တောင်းဆိုလိုက်ပါတယ်။မြန်မာစစ်ကောင်စာမင်းအောင်လှိုင်က BIMSTEC အစည်းအဝေးတက်ရောက်ဖို့ထိုင်းစံတော်ချိန်ဒီနေ့ညနေ၄နာရီဝန်းကျင်မှာထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ထိုင်းအောက်လွှတ်တော်အမတ်ကန်နာဝီစုပန်းက အခုလိုမေအောင်လိုက်ကိုဖိတ်ကြားခဲ့တာနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်အနေနဲ့တေချာရှင်းပြရမယ်လို့ဒီနေ့ကျင်းပတဲ့လွှတ်တော်အစည်းအဝေးကတဆင့်တောင်းဆိုခဲ့တာပါ။အာနာသိစကောင်ဆောင်မေအောင်လိုက်ကိုအရေးပါတဲ့ထိပ်သီးညီလာခံတွေတက်ရောက်ဖို့ဘယ်နိုင်ငံကမှမဖိတ်ကြားခဲ့တဲ့အတွက်အခုကိစ္စနဲ့ပတ်သက်လို့ထိုင်းဟာတေချာပဝေဖန်ထိုးနှက်ခံရလိမ့်မယ်လို့ထိုင်းလွှတ်တော်အမတ်ကဆိုပါတယ်။ပြီးတော့ထိုင်းကိုပါတက်ရောက်စေခဲ့တဲ့မြန်မာနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလင်ကြောင့်လူတိုင်းစိတ်မကောင်းဝမ်းနဲ့နေတဲ့အချိန်မှာ စစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ဝန်ကြီးချုပ်ကိုမေးမြန်းရမယ်လို့ထိုင်းအောက်လွတ်တော်အမတ်ကပြောတာပါပြီးတော့မြန်မာပြည်သူတွေငလင်ဘေးကြောက်ရင်ဆိုင်နေရတဲ့အချိန်မှာမင်းအောင်လှိုင်ရဲ့စစ်တပ်ကနိုင်ငံတော်လေကြောင်းတိုက်ခိုက်ခဲ့တာတွေကိုလည်းမစ္စတာကနာဝီစုပန်းကထိုင်းအောက်လွတ်တော်မှာ PowerPoint နဲ့ပြသခဲ့ပါတယ်စစ်ကောင်စီတပ်ဟာငလင်စတင်လှုပ်ခတ်တဲ့မတ်လ28ရက်ကနေ31ရက်အထိအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှု အကြိမ်20ပြုတ်လုခဲ့ပြီးလူ72ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါတင်မကပဲမနေ့ကလည်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုဟာ58ကြိမ်အထိမြင့်တက်လာခဲ့တယ်လို့ထိုင်းလွတ်တော်အမတ်ကရှင်းလင်းတင်ပြခဲ့ပါရရှင်။စစ်ကောင်စီကအပြစ်ရစဲကြောင်းကြေညာချက်ထုတ်ပြန်တဲ့ညမှာပဲလေကြောင်းတိုက်ခိုက်ပြီးတိုက်ပွဲဖော်ဆောင်နေတယ်လို့ကချယ်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါရယ်။ငလင်ဘေးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးကိုအရှိန်အဟုန်နဲ့ဆောင်ရွက်ဖို့ဆိုပြီး စစ်ကောင်စီကဧပြီလ2ရက်ကနေ22ရက်အထိအပြစ်ရစဲအကြောင်းမင်းညပိုင်းမှာထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒါကြောင့် KIA ကလည်းအဲ့ဒီနေ့တွေအတိုင်းထိုးစစ်ဆင်တိုက်ခိုက်မှုတွေရပ်ထားမယ်လို့မင်းညပိုင်းကကြေညာတာပါ။ဒါပေမဲ့စစ်ကောင်စီကအပြစ်ရကြေညာချက်ထုတ်တဲ့ညမှာပဲကချင်ပြည်နယ်ဗမော်မြို့ကိုတညလုံးနေပါလေကြောင်းကပုံကျဲတိုက်ခတ်ခဲ့ပါတယ်။ဒါအပြင်ဒီမနက်အစောပိုင်းမှာလည်းအင်းတော်ကြီးဒေသကိုစစ်ကောင်စီကလေကြောင်းတိုက်ခတ်ခဲ့တယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ဒီလိုမျိုးလှုပ်တာကတော့သူတို့ထုတ်ထားတဲ့စီကံကို သူတို့စီးဖောက်တဲ့ပုံစံမျိုးဖြစ်ပါတယ်လို့သူက People's Spring ကိုပြောတာပါ။ဒါဟာအပြစ်ရဆဲရေးညင်ညာချက်ထုတ်ထားတဲ့နောက်ပိုင်းစစ်ကောင်စီကတိုက်ပွဲတွေဇက်တိုက်ဖော်ဆောင်နေတာလည်းဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ရဲ့မနေ့ကထုတ်ပြန်ချက်ထဲမှာစစ်ကောင်စီရဲ့ညင်ညာချက်ပါအချက်တွေကိုစစ်ကောင်စီကိုယ်တိုင်လည်းလိုက်နာဖို့လိုကြောင်းဖော်ပြထားပါတယ်။စစ်ကောင်စီကနိုင်ငံမှာငလင်ပေးကြုံနေရချိန်လေကြောင်းပုံကျဲတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှုပ်ဆောင်နေပြီး စစ်ရေးလှုပ်ရှားမှုတွေလူသစ်စုဆောင်မှုတွေလည်းဆက်လက်လှုပ်ဆောင်နေပါရရှင် People's Spring ရဲ့ညနေခင်းသတင်းစီစဉ်တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်ဒီနေ့ဧပြီ3ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရတချို့တင်ဆက်ပေးပါမယ်။မြမငလင်ကေဆေးရေးမှာ DeepSeek AI ကိုတရုတ်ကေဆေးရေးအဖွဲ့အသုံးပြုနေပါတယ်။ ဟိုတီတွေကိုအင်အားပြချင်းချောက်ဖို့အမေရိကန်ဟာအိန္ဒိယသမုဒ္ဒရာတွေကကျွန်းတကျွန်းမှာဘုံကျဲလေယာဉ်တွေဖြန့်ကျက်လိုက်တာပါ American low F16 တိုက်လေရင်အစီး20ဖိလစ်ပိုင်လေတက်ဝယ်ယူဖို့စီစဉ်နေပါပြီဒီသတင်းတွေပြောပြပါမယ်တရုတ်ဉာဏ်ရည်တူး AI နည်းပညာကုမ္ပဏီ DeepSeek ရဲ့စနစ်အပေါ်အခြေခံထားတဲ့ဘာသာပြန်စနစ်တစ်ခုကိုမြန်မာနိုင်ငံရောက်တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကအသုံးပြုနေတယ်လို့ဆိုပါတယ်အဲ့ဒီတရုတ်မြန်မာဘာသာပြန်စနစ်က ငလင်ဘေးတင်ကယ်ဆယ်ရေးအတွက်အထူးပြုပြီးအရေးပေါ်ဖန်တီးထားတာဖြစ်ပါတယ်။ဒီစနစ်ကအရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စတွေမှာသုံးနှုန်းတဲ့ဝေါ်ဟာရတွေအတွက်အချိန်နဲ့တပြေးညီအနည်းဆက်ဆုံးဘာသာပြန်နိုင်အောင်တိစောက်ထားတယ်လို့သိရပါတယ်။အဲ့ဒီစနစ်ကို DeepSeek ရဲ့ AI platform ပေါ်မှာအခြေခံပြီးဘေကျင်းဘာသာစကားနဲ့ယဉ်ကျေးမှုတက္ကသိုလ် BLCU ရဲ့အင်္ဂလိပ်နဲ့နိုင်ငံတကာလေ့လာရေးကျောင်းအုပ်ဟန်လင်ဂျုံနဲ့အခြားသောပညာရှင်တွေကပူးပေါင်းဖန်တီးထားတာပါမတ်လ28ရက်နေ့ကငလင်ကြီးအပီနောက်နေ့မှာပဲ အရေးပေါ်သုံးဖို့အတွက်အဲ့ဒီစနစ်ကိုတီထွင်ခဲ့တာဖြစ်ပါတယ်။တရုတ်မြန်မာဘာသာပြန်တဲ့ဤပညာဝန်ဆောင်မှုတချို့ရှိပေမဲ့ကေဇေယျကန်တာအတွက်တိတိကျကျရှိရွယ်ဖန်တီးထားတာမျိုးတော့မဟုတ်ကြောင်း။ဒါပေမဲ့အခုစနစ်ကတော့လိုအပ်ချက်နဲ့အကန့်ညီဆုံးဖြစ်အောင်အတက်နိုင်ဆုံးစ조사စီစဉ်ပေးထားကြောင်းဟန်ကပြောပါတယ်။လက်တွေ့သုံးနေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရဲ့တုံ့ပြန်အကြံပြုချက်တွေကိုမူတည်ပြီးအဲ့ဒီစနစ်ကိုဒေါရှောက် update လုပ်ရင်းလိုအပ်ချက်တွေဖြစ်တင်ပေးနေတယ်လို့ဆိုပါရယ်အဲ့ဒီစနစ်မှာဘာသာပြန်ဝန်ဆောင်မှု 2850ကျော်ရဲ့အချက်လက်တွေကိုချိတ်ဆက်အသုံးပြုထားတယ်လို့သိရပါဗျ။ April 2ရက်နေ့ထိအခြေအနေအရတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာအပြက်အစည်းတွေအောင်မှာအသက်ရှင်ရပိတ်မိနေသူအ ਨੇ စုံ9ဦးကိုကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။အာနာသိန်းစစ်ကောင်စီကငလင်းချောင်းတည်ဆုံသူဦးရေဟာ3085ဦးရှိလာပြီး4915ဦးဒဏ်ရာရတဲ့အပြင်341ဦးပျောက်ဆုံးနေကြောင်းထုတ်ပြန်ထားပါဗျရှင်။ ရီမင်နိုင်ငံအခြေစိုက်ဟိုတီလက်နက်ကင်အင်အားစုတွေကိုအင်အားပြချင်းချောက်ဖို့အတွက် American ဟာမဟာဗျူဟာကိုပြောက်ပုံးကျဲလေရင် B26C ကိုအိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ကျွန်းတစ်ခုစီပို့ဆောင်ထားလိုက်ပါတယ် B2 တွေကကမ္ဘာပေါ်မှာရေဒါနဲ့ထောက်လှမ်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောက်စွမ်းရည်မျိုးပိုင်ဆိုင်ထားတဲ့တခုတည်းသောဘုံကျဲလေရင်အမျိုးအစားဖြစ်ပါတယ် B26C ကိုအိန္ဒိယသမုဒ္ဒရာထဲက Diego Garcia ကျွန်းစီပို့ဆောင်ထားတယ်ဆိုတာဟာ American လေတပ်ရဲ့ B2 ပိုင်ဆိုင်မှုစုစုပေါင်း 30ရာခိုင်နှုန်းကိုအဲ့ဒီနေရာမှာဖြန့်ကျက်ထားတဲ့အတိတ်ပဲဖြစ်ပါတယ်။ဒါဟာယီမင်နိုင်ငံရဲ့အစိတ်အပိုင်းအများစုကိုထိန်းချုပ်ထားပြီးအီရန်ရဲ့မဟာမိတ်အဖြစ်ယက်တည်နေတဲ့ဟိုတီတွေကိုဓာတ်ရိုက်ချင်းချောက်မှုလို့ယုံကြည်ရပါတယ်။အီရန်အစိုးရနဲ့ဟိုတီအပါအဝင်အီရန်လက်ဝေကန်အင်အားစုတွေအပေါ်ထရမ့်နဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီထက်ဆက်တို့ကနောက်ထပ်အရေးယူမှုတွေရှိလာနိုင်ကြောင်းချင်းချောက်ပြောဆိုပြီးမကြခင်မှာပဲဒီယေဂိုဂါစီယာကျွန်းကို B2 ဘုံကျဲလေရင်တွေရောက်ရှိလာတာဖြစ်ပါတယ် အဲ့ဒီ B2 တွေကပြီးခဲ့တဲ့သတင်းပတ်ကုံကလေးကအီရန်တောင်ပိုင်းကမ်းခြေနယ်ကီလိုမီတာ3900အကွာမှာရှိတဲ့ကျွန်းကိုရောက်နေခဲ့တာလို့ဂျိုဒူဓာတ်ပုံမှတ်တမ်းတွေအရာသိရပါတယ်။အမေရိကန်ရဲ့ပင်တဂိုစစ်ဌာနချုပ်ပြောခွင့်ရအရာရှိကတော့ B2 တွေလို့နာမည်မတက်ပေမဲ့အရှိလေပိုင်းဒေသမှာအမေရိကန်ရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ဖို့အတွက်လေရင်တွေအင်အားတိုးမြှင့်ဖြန့်ကျက်ထားတယ်လို့အတည်ပြုခဲ့ပါတယ်။ CNN သတင်းဌာနရဲ့စစ်ရေးသူတွေကတော့ တစည်းကိုဒေါ်လာ1ဘီလီယံလောက်တန်ကြေးရှိတဲ့ B2 တွေကိုတမင်ထုတ်ပြထားတာကဟိုတီအပါဝင်ဒေသတွေကအမေရိကန်ရဲ့ရန်ဘတ်တွေကိုဓာတ်ရိုက်ချင်းချမှုမျိုးဖြစ်တယ်လို့သုံးသပ်ထားပါတယ်။မတ်လလယ်တုန်းကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းရီမေမာရှိတဲ့ဟိုတီစစ်ရေးပြင်းမှတ်တွေနဲ့အခြေခံအဆောက်အအုံတွေအများအပြားထိခိုက်ပျက်စီးခဲ့ပြီးလူ90ကျော်သေဆုံးခဲ့ပါတယ်။ထရမ့်ကတော့ရီမေကန်လိုပင်လယ်နီမှာဖြတ်တန်းခုန်မောင်းနေတဲ့အမေရိကန်အရက်ဘတ်ရေရင်တွေကိုဟိုတီတွေကပြင်းမှတ်ထားတိုက်ခိုက်မှုတွေမရက်တန်ရင် ပိုပြီးကြမ်းတမ်းတဲ့အရေးယူမှုတွေကြုံရစေမယ်လို့သတိပေးချိန်ချောက်ထားပါရရှင်။ American Sea ကနေ F16 တိုက်လေယာဉ်တွေဝဲဖို့စီစဉ်နေတာကဘယ်နိုင်ငံကမှရန်လိုချိန်ချောက်တဲ့သဘောမျိုးမဟုတ်ဘူးလို့ဖိလစ်ပိုင်လုံခြုံရေးထိပ်တန်းအရာရှိတဦးကပြောကြားခဲ့ပါတယ်။တောင်တရုတ်ပင်လယ်ရေပိုင်နဲ့အငင်းပွားမှုကိုအကြောင်းပြုပြီးဖိလစ်ပိုင်နဲ့ဆက်ဆံရေးတင်းမာမှုတချို့ရှိနေတဲ့တရုတ်ကိုရည်ရွယ်ပြီးဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရအရာရှိမလာယာကအခုလိုအမခံခဲ့တာဖြစ်ပါတယ်။ F16 တိုက်လေယာဉ်တွေကိုဝယ်ဖို့စီစဉ်နေတာကဖိလစ်ပိုင်အနေနဲ့စစ်တပ်ကိုအစစ်မြင့်မုံမှန်ဖို့အတွက်ပဲဖြစ်ပြီးတခြားနိုင်ငံတစ်ခုခုကိုရန်လိုတဲ့သဘောမရှိဘူးလို့မာလာယာကပြောပါတယ်။အခုသတင်းပတ်အစောပိုင်းမှာ American ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု Agency က American ဒေါ်လာ9.58ဘီလီယံတန်ဖိုးရှိတဲ့ F16 တိုက်လေယာဉ်အစီး20ကိုဖိလစ်ပိုင်စီရောင်းချရေးကိစ္စဆွေးနွေးမှုသဘောတူခဲ့တဲ့နောက်ဖိလစ်ပိုင်ဘက်ကအခုလိုဖြေရှင်းခဲ့တာပါ။ အမေရိကန်ကတော့နည်းပညာပိုင်းအဆင့်မြင့်တင်ထားတဲ့ F16 တွေဟာနိုင်ငံရဲ့လုံခြုံရေးကိုကာကွယ်ဆောင်ရှောက်ဖို့လက်နက်ကင်တပ်ဖွဲ့တွေကြားကစစ်စင်ရေးပူပေါင်းဆောင်ရွက်မှုစွမ်းရည်ကိုမြင့်တင်ဖို့အများကြီးအထောက်အကူဖြစ်လာစေမယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။မာလာယာကတော့တိုက်လေရင်တွေအရောဝယ်ကိစ္စအတွက်အမေရိကန်ကခွင့်ပြုကြောင်းဖိလစ်ပိုင်စီတရားဝင်အကြောင်းကြားမှုမရှိသေးဘူးလို့ဆိုပါတယ်။ April 2ရက်နေ့တုန်းကတော့တရုတ်က F16 တွေဝယ်မဲ့ကိစ္စနဲ့ပတ်သက်လို့ဖိလစ်ပိုင်ကိုသတိပေးခဲ့ပါတယ်။ ဒါဟာတရုတ်နဲ့ဒေသတွေငြိမ်းချမ်းရေးကဏ္ဍအတွက်ချင်းချောက်မှုတစ်ခုအနေနဲ့ယူဆတယ်လို့ပြောခဲ့တာပါဖိလစ်ပိုင်အနေနဲ့တခြားနိုင်ငံတွေနဲ့ကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုင်းကနောက်ထပ်နိုင်ငံတခုရဲ့အကျိုးစီးပွားအပေါ်ထိခိုက်မှုချင်းချောက်မှုမဖြစ်အောင်ဒေသတွေငြိမ်းချမ်းရေးနဲ့လုံခြုံရေးအပေါ်ထိပါမှုမရှိအောင်ဒေသတွေတင်းမာမှုတွေကိုပိုဆိုးမလာအောင်ထိမ့်သိမ်းလှုံ့ဆော်ဖို့လိုတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိကသတိပေးခဲ့ပါတယ်တရုတ်ဟာတောင်တရုတ်ပင်လယ်ရေပိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သာမကပဲဘရူနိုင်းအင်ဒိုနီးရှားမလေးရှားဗီယက်နမ်စတဲ့နိုင်ငံတွေနဲ့လည်းအငင်းပွားမှုတွေရှိနေပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်